ကျွန်တော်တို့အခု AutoCAD command တွေက ကျွန်တော်တို့အဒီအသုံးဝင်တဲ့ command လေးတစ်ခုကိုအဲပြောပြပေးခြင်းပါတယ် fine ဆိုတဲ့ command လေးဖြစ်တယ်ကျွန်တော်တို့ရှာဖွေတဲ့နေရာမှာ shortcut နီးနဲ့အသုံးအသုံးပြုပြီးတော့ရှာလို့လွယ်တာပေါ့နော် အဲဥပမာဘယ်လိုနေရာမျိုးတွေမှာပို့ပြီးတော့အသုံးဝင်လဲဆိုတော့ဥပမာ piling data တွေတဲ့ကဒီ server တွေဆိုလဲအသုံးတက်လိမ့်မယ်နောက်တစ်ခါကျွန်တော် drafter တွေဆိုလဲအသုံးတက်လိမ့်မယ်ဥပမာ piling data တွေဒီထဲမှာရှိရယ် piling data တွေတဲ့ကကိုက point တစ်ခုခုကိုကိုကဒီဟိုဒါ modify လုပ်ဖို့လိုတာတော့နောက်တစ်ခါပြင်ဖို့လိုတာတော့အဲ့လိုမျိုးလိုအပ်တဲ့အခါကျရင်ကျွန်တော်တို့ဒီ point ကို၄ရောက်ရှာဖို့ပဲဖြစ်ဖြစ်ပေါ့နော် point တစ် point ကိုကျွန်တော်အမြန်ရှာမယ်ဆိုရင်ဒီလိုမျိုးတစ် point ချင်းလိုက်ရှာနေရမယ်ဆိုရင်ကျွန်တော်တို့ဒီရှာတာ ကြာတယ်ဗောနော်ဒီ find command နဲ့ဆိုရင်ကျွန်တော်လွယ်တကူလေးကျွန်တော်တို့ရှာလို့ရမှာဖြစ်ပါတယ်အဲကျွန်တော် exam မှာကျွန်တော်တို့ find ဒီနဲ့ဟို control find နဲ့ကျွန်တော်တို့ရှာသလိုပဲဗောနော် find နဲ့ရှာသလိုပဲအဲဒီမှာလည်းအတူတူပါပဲ command မှာ find command နဲ့ရှာမယ်ဥပမာပြောရရင်ဒီမှာဆိုရင် piling data တွေအများကြီးရှိတယ် block ဥပမာ၅လုံးရှိတယ်ဗောနော် block ၅လုံးထဲမှာ piling data ဒီအများကြီးရှိတယ်ဒီထဲမှာမှကိုကဒီ piling number ဒီ P55 ပေါ့နော်အဲအဲ့ဒီ ဒီ point ကိုရှာခြင်းနဲ့ဆိုရင်အဲဒါဆိုရင်ကျွန်တော်တို့ကဒီ command line ထဲမှာ find ဆိုရိုက်ရှာလိုက်မယ်ပြီးရင်ကျွန်တော်က p55 ဆိုပြီးတော့ကျွန်တော်တို့ရိုက်လိုက်မယ်ရိုက်ပြီးွားပြီဆိုရင်သူကဒီ တပွိုင်အောင်သူကစပြပေးပြီအဲနောက်ထပ်ဒီထဲမှာကျတော့ဒီ block မှာကျတော့ binding data တွေကကျတော့နံပါတ်တွေထပ်နေတာပါနော်ဒီ block မှာလည်း block 1မှာလည်း p1 အနေနဲ့ p1 အတွက်ပဲထားတော့အဲ p2 အဲ block နောက်တစ်နောက် block တစ် block မှာလည်းအဲ့တိုင်းနံပါတ်တွေထပ်နေတော့အကယ်နောက်တစ်ခုထပ်ထပ်ရိုက်မယ်ဆိုရင်နောက်နောက်တစ် block မှာရှိတဲ့ p50 fit ကိုသူရှာပေးမှာဖြစ်တယ်ထပ်ရိုက်မယ်ဆိုရင်နောက်တစ်တစ် block မှာရှိတဲ့ p55 ကောင်းတော့အဲ့ဒီလိုသူကရှာပေးမှာဖြစ်တယ်အဲ့ဒါမှမဟုတ်ဘယ်နဲ့ကိုကဒီ block ထဲမှာပဲရှိတဲ့ဒီ P55 ကိုပဲရှားခြင်းနော်ပိုင်းလင်းနံပါတ်55ကိုပဲရှားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကဘယ်လိုရှားရမလဲဆိုတော့ပထမဆုံးကိုရှားလို့တဲ့ block ကို select အရင်ပေးလိုက်ပေါ့နော်ကိုရှားလို့တဲ့ block ကိုကိုက select အရင်ပေးလိုက် select အရင်ပေးပြီးသွားဆိုအဲ့ကျမှကျွန်တော် find command လေးကျွန်တော်တို့ရိုက်ရှားလိုက်ပြီးရင်ကျွန်တော်တို့ P55 ဆိုပြီးတော့ဒီမှာဒီ ီရှာမဲ့အပေါက်လေးထဲမှာရိုက်လိုက်ရိုက်ပြီးွားတယ်ကျွန်တော်တို့ under ခေါက်လိုက်ဒါဆိုတော့ तू ကဒီ blow ထဲမှာရှိတဲ့ p50 fit ကိုပဲ तू ကရှာပြီးမှဖြစ်တယ်နောက်တစ်ခါထပ်ရိုက်တယ်ဆိုရင် तू ကမရှိတော့ဘူးလို့ပြောပါတယ်အဲ့ဒီတော့ကျွန်တော်ကဒီ command လေးကအဲဒါကကြတော့ဟိုပိုင်းလင်း data ကိုရှာတာပေါ့နော်ဒီထဲမှာမှာကိုရှာခြင်းနဲ့ test တွေကိုလည်းရှာမယ်ဆိုလည်းရှာလို့လွယ်တယ်ဥပမာကြရင်ဟိုမှာဒီဒီကျွန်တော်တို့ဟို ဒိုင်ယာမီတာ900ရှိတဲ့ဘိုင်ကဘယ်နှ point ရှိလဲအဲ့လိုမျိုးဒီဒီထဲမှာလိုက်ပြီးတော့ counting လုပ်ရှင်နေဆိုလဲကျွန်တော်တို့ရှာလို့တစ်ခုချင်းလိုက်ပြီးတော့ရှာလို့လွယ်တာပေါ့နော်အဲအဲ့တိုင်းပိုင်လင်း data ပဲဖြစ်ဖြစ်တခြားအဲကိုရှာလို့တဲ့ data တွေအများကြီးစုနေတဲ့မှာကိုရှာလို့တဲ့ data တစ်ခုပေါ့နော် task ပဲဖြစ်ဖြစ်တခြား data တစ်ခုပဲဖြစ်ရိုက်ရှာမယ်ဆိုရင်ဒီ find command လေးကအရန်အသုံးတက်ပါတယ်အဲအသုံးဝင်နေကြပါစေ